20ရာစုမြန်မာစာရေးစရာ900အထုပ်ပတိအကျဉ်း ရာပြည့်ဥဆုံညွန်ပြုစုတဲ့ကြောက်ထက်ကအဝေးရောက်မင်းဦးအောင်ကြီး1853-1942အမရပူရာမျိုးမြောက်ပြင်ရက်၌အဖအုံမတ်အမိဒေါ်စပယ်တို့က25ဒီဇင်ဘာ1853တွင်မွေးဖွားသည်အဖမှာစကုဇလင်းချက်ပင် လေကင်း၄မျိုးဆိုင်ရာစည်ရေးကြီးဖြစ်၍ရွှေဘိုအနီထနာဝင်းရွာတကြီးမျိုးရိုးဖြစ်သည် ဦးအောင်ကြီးမှတူရီတော်သားဖြစ်သည်ခုနှစ်သားရွယ်တွင် အမရပူရမင်းတဲចောင်းတိုက်မင်းတို့မင်းစရာတော်ရွှေပြည်စရာတော်ကြီးဥပညာထံတွင်တရာရှစ်ဆောင်လီကကျော်အဘိဓံကျမ်းများကိုစီပူသည်15နှစ်သားတွင်တမနေဝဲ၍နှစ်နှစ်ကြာမြတ်စာကြီးဖေကြီးများကိုတင်ယူသည်16နှစ်သားတွင် ရှင်လင်ပြန်သည်လွတ်တော်စေရေးကြီးဥမုံထံတွင် ဆက်ကရန္ဒကဗျာတာရထဆွေဆောင်ကြောထင်တပ်ပုံအတော်အချက်သာတိသာကုန်းများကို6လကြာများတင်ယူရပြန်သည်ထို့နောက်ဆေးရေးဆောင်ဝယ်ဝင်ရောက်ဖြစ်ဆိုအောင်မြင်ခဲ့သည့်ဆောင်ဝယ်အောင်ပြီးသားတွင်ပင်ဝန်တော်ဘဝနှင့်ရှိနေသေးသည့်ကင်းဝင်မင်းကြီးကဇေယျကြီးဥမုံထံမှတောင်းယူ၍ပြိုကဗျာလင်္ကာများစတုဓမ္မတာရာကိုကံပြိုနေမိပုံကံပြိုဘူရိတက်လင်္ကာကြီးစုတောင်းကံပြိုစသည့်တို့ကိုဆက်လက်လေ့လာစေသည်လာသာတလ30ကျပ်ရရှိသည် ကြပြလင်္ကာမြအတော်တန်ကျွမ်းကျင်လာသောအခါနာခန့်တော်ပြောကြည့်မှုဥပိုးထံတွင် လေးချင်းအေးချင်းရတုရကန့်လူသားများကိုတင်ယူရပြန်သည်ထို့နောက်မင်းတို့မင်းတရားကြီးထံစာတော်ဖတ်အဖြစ်အမှုထမ်းရသည်စေရတော်ကြီးလာသာ30ချက်စာတော်ဖတ်လာသာ30ချက်ပေါင်60ချက်ခံသာရသည်ဒီဘောမင်းလက်ထက်တွင်လည်းစာတော်ဖတ်အဖြစ်ဆက်လက်၍အမှုတော်ကိုထမ်းရသည်ဒီဘောမင်းနှင့်ငယ်စဉ်ကပဲတည်ချမ်းခွဲသူဖြစ်ရာမကြမီအဝေးရောက်မင်းအဖြစ်တိုးမြင့်သူကောင်းပြုခံရသည် နေမျိုးစေရကြော့တင်ပွဲကိုပထမချင်းမြင့်ခံရပြီးနောက်ဒုတိယအကြိမ်နေမျိုးမင်းထင်ကြော့ကောင်ပွဲကိုတနာတော်မြတ်ခံရပြန်သည်ဒီဝမဲပါတော်မူပြီးနောက်စလီတင်နဲ့အတူရှမ်းပြည်နယ်နေသားဒေသများသို့6လကြာမြောက်လိုက်ပါအမှုထမ်းခဲ့သည်ထို့နောက်အင်္ဂလိပ်အစိုးရလက်အောက်တွင်အမှုထမ်းလို့စိတ်မရှိသောကြောင့်ရွှေဘိုတို့ပြန်လာခဲ့သည်အဝေးရောက်မင်းဘဝကဝယ်ထားခဲ့သောလေယာကိုအမိပြုစားတောင်းနေထိုင်ခဲ့သည် ရတနာဂီရီသို့တွားရောက်၍အရှင်တီဘောမင်းတရားထံရှေးတော်ဝင်ခါသာခဲ့သည်။30ဇန်နဝါရီ1923တွင်ရန်ကုန်တရစိမ့်ဆိုင်တော်၌ကျင်းပသောပြမနာကိုရော်မြတ်ဖျားနှင့်ကောလင်းစုဖျားတို့လက်ထက်မင်္ဂလာပွဲသို့ကိုရိုင်းတက်ရောက်ချီးမြှင့်၍သရိုသားနှင့်သရိုသမီးအတွေ့ဒေသများရေးဆက်လက်ဖွဲ့ခဲ့သည်။1921ခုအောက်တိုဘာ27မှ24ရက်မန္တလေးမြို့မှာကျင်းပခဲ့သော ဒီစီဘီအနဝါမအကြိမ်မြောက်နှစ်ပတ်လည်ညီလာခံအစည်းအဝေးသို့တက်ရောက်ကာကိုရိုင်းတီဂုံတိဩဘာယရူပိုက်ဆောင်ကိုဖတ်ကြားခဲ့သည်ဆက်ရှိကြိမ်မြောက်အမျိုးသားနေအခါတမယားတွင်လည်းအမျိုးသားနေသူအကြောင်းကိုအမျိုးသားပြက်ကရင်ယရူပိုက်ဆောင်ရေး၍ချီးကျူးကုန်ပြုခဲ့သည်ဓာတိသေးသာဒီမန်နှင့်ရဲသေးရဲမန်စိုင်းရင်တက်တိရဲသွေးညိရန်လိုလားဘုံမြမကိမြမစနစ်ပြေတောင်းအလန့်လင့်ထူလိုဘုံ ဘာသာတာသနာပညာတိုးတက်ရေးလူလားတောင်းတပုံများကို ဖွင့်ထုတ်ပြထားသည်1930နှစ်တွင်ပေါ်ပေါက်ခဲ့သည့်မြန်မာနိုင်ငံကိုအိန္ဒိယနှင့်ခွဲရေးတွဲရေးကိစ္စတွင်80ကျော်အရွယ်ရှိလင့်ကစားဂါတိသေးစာတိမှန်တက်ကြွသာဖြင့်ခွဲရေးဘက်မှအပြတ်ရပ်တည်ပြခဲ့သည်အဝေးရောက်မင်းသည်ကဗျာလင်ကအချို့ကိုလည်းရေးပွဲခဲ့သည်စုဖျားလက်အတွက်အလွမ်းကဗျာတောပုဖျားဝဲသွားဒေသသီလရှင်နှစ်ပါးအပွဲ၄၀ကဗျာတို့ကို တွေ့ရှိရသည် ရင်းကပြများတွင်အတိတ်ပဲယုတ်တိနှင့်တကွကာယံနပေမြတ်မှလွန်စွာသူတိတာယာရှိကြောင်းမောင်အေးတန်းကအကဲဖြတ်ခဲ့သည်ထို့ပြင်လူအဖွဲ့အစည်းလူပတ်ဝန်းကျင်တွင် ပုထုဇဉ်ပြီးပြီးလူပြည်မှာအနေရကဲ့အပြော့သဘောနှင့်စကြိုးများလည်းရေးဖွဲ့တတ်သည်မေဃကိရိရတ်သူတော်ဆုပ်ကိုမတိတတိကလိခဲ့သည်စကြိုးစင်ကူးမျိုးတမာရီမျိုးဝင်ဥပိုးဇနီးမောင်နှံအကြောင်းကိုဟာတာတဘောနှောရည်သည့်စကြိုးတို့မှအထင်ကရပြယုံများပင်ဖြစ်သည့ အဝေးရောက်မယ်ပြုစုသည့်မဲသာတောင်ကြီးဒီကာကိုမြမတက်ကရစ်1296ခုနေုံလတွင်ရွှေဘုံမြို့မင်းရက်ကုန်းပေါင်တည်တိတ်သာပုံနေတိုက်ကပထမအကြိမ်ရိုင်းနေထိုးဝေခဲ့သည်မူပိုင်ရှင်မှာရွှေဘုံမင်းရက်ကန်ထရိုက်ဦးကြီးမောင်ကိုဖော်ပြထားပြီးတောက်အဖိုးရှစ်ပဲဖြစ်သည်မဲသာတောင်ကြီးရုံးနှင့်ဆက်လင်း၍အယူအဆဝါဒမညီညွတ်ချွတ်ချော်တိမ်ပါလျက်အမျိုးမျိုးအဆအဆပြောကြားရေးမှအဆုံးမတတ်နိုင်အောင်ရှိနေ၍ အဖြစ်အပျောက်စကားရေးသားပါရန်တောင်းပန်တိုက်တွန်းကြသောကြောင့်ရေးသားရကြောင့်ညီရွမ်းနေဖော်ပြထားသည်တဆက်သေးပင်ရှေးခေတ်တမယားကအလွန်အထက်တန်းကြခဲ့၍ယခုတမယား၌အောက်တန်းကြလျက်နေသောမြမစာပေပညာကိုအပေးချီးမြောက်အထက်သို့ရောက်စေလိုသည့်တကြောင်းမြမစာပေမှု၌နုလသေးသော အမျိုးသားအမျိုးသမီးကလေးတို့၏ဉာဏ်ရည်ဉာဏ်သွားကိုဖွင့်ထွားကြည်ပြင်းရင့်တန့်ခြင်းတို့ရောက်စေလိုလာသည့်တကြောင်း ရဒုကပြားလင်းကမြမစာပေပညာသည်မိမြလောက်ဂုံတရင်ကိုဆောင်၍မိမိဂုံကိုထွန်းပြောင်းစေနိုင်သည်ကိုသိစေလိုသည့်တကြောင်စသည့်အကြောင်းများကြောင့်မေတ္တာတောင်ကျေရဒု၏အဖြေစာသောကိုငဲနူသောအမျိုးသမီးအမျိုးသားကလေးများ၏စိတ်ထားသဘောတမ်းနှင့်လျှောက်ပတ်တင့်တင့်အောင်ကြံဆောင်၍ရေးသားရခြင်းဖြစ်လေသည်ဟု၍စေတနာကိုဖွင့်ရထားခဲ့သည်မေတ္တာတောင်ကျေဒီကသည်အဝေးရောက်မင်း၏ကိုယ်ပိုင်အတ္တနောမတိဖြင့်တိတိမိမိတင်ပြထားသောစာဖြစ်၏ ထိုစဉ်ကအဝေးရောက်မင်းနဲ့သဘောမကျိုက်ညီကြသောပညာရှင်များ၏ဝိဝါဒအမျိုးမျိုးပေါ်ပေါက်ခဲ့သည်1934ခုအောက်တိုဘာတိုးတက်ရေးမဂဇင်းမှစတင်၍ပါဠိဆရာကြီးဆရာဘီဦးမန္တလာသခိုင်းမြို့ရွှေဘိုဦးလာကျော်ကတာဦးမတ်နှင့်ဦးဖိုးကြားတို့အပြန်အလှန်ရေးသားခဲ့ကြသည်မေသာတောင်ကြီးဒီကာကိုအကြောင်းပြု၍ပေါ်ပေါက်လာသည့်စာပေလိုင်းကရက်ထမှုများပင်ဖြစ်သည်သိပ္ပံမှာဝါကမူမေသာတောင်ကြီးဒီကာတွင် ရေးသားထားပုံမှာ ရှင်းရှင်းလင်းလင်းပြက်ပြက်တတထိထိမိမိရှိလာပေ၏ရှေးလဲမိခက်လဲဆန်သောစာအုပ်ကောင်းတအုပ်ဖြစ်လေသည်ဟု၍သွန်သက်ခဲ့သည်အဝေးရောက်မင်းဤစာပေဘူတုဒနတ်နဲ့ကျယ်ပြန်းပုံကိုတတ်သိထူနေတကယ်သို့ရှိသည်ဟု၍လဲမောင်ခင်မင်းဒနုပြူကမှတ်ချက်ပေးခဲ့သည်အဝေးရောက်မင်းသည်တချင်းကြီးတချင်းခန့်အဲအန်လူတာစသည့်တေးကပြအများ၏အမှန်ကန်ရွတ်ဖက်နီစုံနီးတို့ကို၎င်းအတိတ်ပဲကောက်ယူပုံတို့ကို၎င်းလွန်စွာပိုင်နိုင်သူတအူးဖြစ်သည် မြန်မာပြည်အရရမမြန်မာစာပေပညာရှင်များတုတေတီများဂီတပညာရှင်များအဝေးရောက်မင်းထံလာရောက်စည်းပူးခဲ့ကြသည်မြန်မာနိုင်ငံတုတေတနအသင်းကလည်း1940ပြည့်နှစ်နိုဝင်ဘာလတည်းတွင်အဝေးရောက်မင်းကိုရန်ကုန်သို့ပင့်၍ရတုရကန်အန်ညင်းလူတာမော်ကွန်းလေးကျိုးကြီးဒေါ်လာအိုင်ချင်းအဲချင်းအေးချင်းတာချင်းတို့၏မူမန်တီဆိုရွတ်ဘတ်နီတို့ကိုတပြားသွင်းယူမှတ်တမ်းတင်ခဲ့သည် 26စက်တင်ဘာ1942အသက်89နှစ်အရွယ်တွင် လူကြီးယောဂအဖြစ်ရွှေဘိုမြို့မင်းရပ်၌ကွယ်လွန်ခဲ့သည်။ဂီတပညာရှင်နှင့်ပတ်သက်၍သော၎င်းထီနန်မူယာစာပေပရိယတ်နှင့်ပတ်သက်၍၎င်းအကြောင်းရှိတိုင်းပညာရှိသူတို့အမြဲစည်းကပ်ကိုးကွယ်ရာဆရာကြီးတစ်ပါးဖြစ်သောအဝေးရောက်မင်းဦးအောင်ကြီးသည်ကွယ်လွန်အနေအဆရောက်ရှာလေးပြီးဖြစ်သောကြောင့်ဗမာပြည်သူပြည်သားအလုံးက တန်တပူဆွေတွေးတော်ဝန်နေခြင်းဖြစ်ကြမည်မှာအမှန်ဖြစ်ပေသတည်းဟု၍တိုင်းချစ်တည်င်းစာ18ရက်10လ1942ကကပီးတင်ခဲ့ပေသည်ဦးအောင်ကြီးသည် စာပေတမိုက်အနုပညာဂီတဖတ်၌ကျွမ်းကျင်သည့်ပညာရှင် ကဝိအမော်တဦးဟု၍မောင်အေးတန်းကလိုရင်းတူရှင်းအနှစ်ချုပ်ဂုံကြီးကို ဖွင့်ပြခဲ့လေသည် စာကို1မောင်အေးတန်း နေမျိုးမင်းတင်ကျော်ကောင်းအဝေးရောက်မင်းဦးအောင်ကြီး1986နှစ်သိပ္ပံမောင်ဝခေတ်ဆန်းရသဝင်ရေးများ1955သုံးလှတ်တမင်းကန္နဝင်ပုဂ္ဂိုလ်ကျော်များအထုပ်ပတ်တိဘောင်ကျုံ1961သာမျက်နာ260 261လေးမောင်ခင်မင်းဒနုပြူစာစုဘဝစာစုစေတနာစာစုလက်ရာ2003စာမျက်နာ188မှ181 5ဦးမန္တလာဇဂိုင်း မဲဇာတောင်ကြီးဝိစာရဏစာတန်းဒုတက်ရေးမဂ္ဂဇင်းနိုဝင်ဘာ1934စာမျက်နှာ69မှာ102 6မောင်သက်လွင်လူတုစစ်အတွင်ကွယ်လွန်ခဲ့သူစာရေးဆရာတရင်သာဆရာပကြီးဆရာငွေတာကြီးနိုဝင်ဘာ1980စာမျက်နှာ23မှာ26ခေါ်တင်နိုင်တိုးတမိုင်းတကွေးမှတ်တမ်းများ weekly 11 26ရက်12လ2000ခေါ်စာမျက်နှာ27 ရှစ်မောင်တန်းစိတ်တဝဲကောင်းမောင်အလွန်ဒုတိယအုံ2010ဆာမျက်နာ290293ကိုဥမောင်မောင်တင်မဟာဝိဇာအဝေးရောက်မင်းဥအောင်ကြီးဤတယောစာများရှုမဝမေ1981ဆာမျက်နာ25မှာ29 30ဒေါက်တာခမောင်လက်ရွှေမြန်မာမဲသာတောင်ကြီးဒီကနဲ့ချမ်းရှာလွန်းတဲ့နေ့မြန်မာတိုင်းနေ့စဉ်19ရက်3လ2019စာမျက်နှာ16ဒါဆင့်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါသည်